မင်းလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဒီဇင်ဘာလ10ရက်နေ့မနက်ပိုင်းအားရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ မန္တလေးတိုင်းငင်းညာမြို့နယ်မှာပြည်သူ့စစ်ခေါင်းဆောင်တီရာရုံမော်အဖွဲ့ကပြူစောထိတွေလိုက်ပါလာတဲ့ကားကိုကြားဖြတ်တိုက်ခတ်ရာမာဦးပွင့်ချင်းပြီးတိတ်ဆုပ်ပြီးတော့တနက်၃လနဲ့ခဲရမ်းများကိုတင်းစီရရှိခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နိုဝင်ဘာလ29ရက်နေ့မှာငင်းညာမြို့နယ်ပြည်သူ့စစ်ခေါင်းဆောင်တီရာရုံမော်အဖွဲ့ကပြူစောထိတွေလိုက်ပါလာတဲ့ကားကိုပခုတ်ကူ Special Task Force ပခောက်ကူမြို့နယ်တိုက်ရင်တစ်ကရဲဘော်ဒီနဲ့ရဲဘော်ဒဘူးတို့ဦးဆောင်တဲ့အဖွဲ့ကညောင်ဦးမြင်းချံလမ်းပိုင်းတနေရာရောက်မှာကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုအတွင်းပြူစောထီး9កောင်ပွဲချင်းပြီးဒေဆုံးက G4 တနတ်တလာကာပိုင်နှစ်လက်နဲ့ကြီးစံအများအပြားကိုတင်းစီရရှိခဲ့တယ်လို့သိရပါတယ်။ တိုက်ခိုက်မှုပြုလုပ်ပြီးတဲ့နောက်ဒေါ်လိုင်းတပ်ဖွဲ့များအထိကိမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်ပါလာတဲ့၅កောင်လုံးအကုန်သေးတာစစ်ခွေး၅កောင်ကနေရာမှာတွေပွဲချင်းပြီးသေးပါတယ်စစ်ကောင်မရှင်အနေနဲ့ပြည်သူတွေမကြည်ပြူဘူးဆိုရင်ဘယ်နေရာမှာပဲနေနေလုံခြုံမှုမရှိဘူးဆိုတာကိုအသိပေးကြပါတယ်လို့ပခုတ်ကူမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖကသတင်းနဲ့ပြန်ကြားတဲ့တာဝန်ခံရဲဘော်မှိုင်းကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လာပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မကွေးတာရေစကြုံမြို့နယ်မှာရှိတဲ့ကြေးရွာများကိုစစ်ကြောင်းထိုးမီးရှို့နေတဲ့အကြမ်းဖက်စစ်ခွေးတပ်ကို၃ရက်ဆက်တိုက်ကြားဖြတ်တိုက်ခိုက်ရာစစ်ကြောင်းမိုးဗိုလ်ကြီးမင်းတေစာအပါအဝင်စစ်သား၄ဦးတေဆုံးပြီးတော့အလောင်းများကိုမီးရှို့ဖျောက်ဖျက်သွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နိုဝင်ဘာလ25ရက်နေ့မနက်10:00နာရီကမှရေစကြုံမြို့နယ်မှာရှိတဲ့ခလိုက်ရ196တပ်ရဲ့195ခုတပ်ရဲ့နဲ့198တပ်ရဲ့တို့ကနေထွက်လာတဲ့အင်အားတရာကျော်ပါတဲ့အကြမ်းဖက်စစ်ခွေးစစ်ကြောင်းဟာ ခန်းဆယ်စင်ပင်ကြီးရွာတောင်ဘက်ကိုထွက်လာတဲ့အချိန်မှာတော်လိုင်းတပ်ဖွဲ့များကရွာသစ်ကြီးရွာနဲ့ခန်းဆယ်ပင်ကြီးရွာကြားအရောက်ကိုကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။၎င်းထိတွေ့တိုက်ပွဲဟာနှစ်နာရီခန့်ကြာမြင့်ခဲ့ပြီးတော့အကြမ်းဖက်စစ်ခွေးတွေဘက်ကစစ်ကြောင်းမူဗိုလ်ကြီးမင်းဒေဇာအပါအဝင်၃ဦးတေဆုံးပြီးတော့၅ဦးဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။တိုက်ပွဲအတွင်းမှာအထိနာခဲ့တဲ့အကြမ်းဖက်စစ်ခွေးစစ်ကြောင်းဟာရွာသစ်ကြီးရွာတွေကိုဝင်ရောက်သွားပြီးတော့ပြည်သူပိုင်ပစ္စည်းများကိုခိုးယူခြင်းဖျက်ဆီးခြင်းများပြုလုပ်ခဲ့တယ်လို့သိရပါတယ်။ နိုဝင်ဘာလ28ရက်နေ့မှာအထိနာနေတဲ့စစ်ခွေးစစ်ကြောင်းဟာ ရွာသည့်ချေးရွာကညောင်စောက်ချေးရွာဘက်ကိုကူးလာပြီးတော့ပြည်သူပိုင်နေအိမ်ဆယ်လုံးကိုမိရှို့ကပြည်သူပိုင်တစ်စီးများကိုခိုးယူပြီးတော့ရေစကြုံမြို့ပေါ်စီမံရုံးပေါင်းစုံတဲကိုတဲဆောင်နေတယ်လို့သိရပြီးတော့တော်လိုင်းတပ်ဖွဲ့များကညောင်စောက်ချေးရွာအတွင်းအနီးကပ်ဝင်ရောက်တိုက်ခိုက်ခဲ့ရာမိနစ်20ကတိုက်ပွဲဖြစ်ပေါ်ပြီးတော့စစ်ခွေးတကောင်တင်ဆုံးကနှစ်ကောင်ထိခိုက်ဒဏ်ရာရှိသွားတယ်လို့သိရပါတယ်။နိုဝင်ဘာလ29ရက်နေ့မှာစစ်ခွေးစစ်ကြောင်းဟာညောင်စောက်ချေးရွာကနေတဆင်ရွှေချောင်းချေးရွာနဲ့ပေါတော်ချေးရွာများကိုဝင်ရောက်ကပြည်သူပိုင်ပစ္စည်းများကိုယူဆောင်သွားပြီးတော့ ရေစကြုံမြို့နယ်စီမံရုံးပေါင်းစုံတွေကိုဝင်ရောက်ပြီးတော့အဲဒီကမှတစ်ဆင်းခလိုက်ရ298တက်ရင်းတွေကိုဝင်ရောက်သွားတယ်လို့သိရပါဗျာ။ကျွန်တော်တို့ပထမနေ့တိုက်ပွဲဖြစ်ပွားတဲ့အချိန်မှာတော့စစ်ကြောမှုဗိုလ်ကြီးမင်းဒေဇာအပါအဝင်စစ်ခွေးနှကောင်တိတ်ဆုံးနဲ့အားလုံးပေါင်း3កောင်တည်တာပေါ့ဒုတိယနေ့တက်ရမှာတိုက်ပွဲဖြစ်တဲ့နေရာမှာဒကောင်ထပ်တည်တယ်စုစုပေါင်း4កောင်တည်ပါတယ်ကျွန်တော်တို့နေမြရှင်းလင်းတဲ့နေရာမှာတော့လက်နဲ့ခဲရန်တိမ့်စီရမိတာတော့မရှိဘူး ဒီသူတွေကိုဖမ်းထားတာတော့ရှိတယ်။ညောင်ဆောက်ဂျေးဝါကအများဆုံးမိတာပေါ့။အားလုံးပေါင်းအယောက်900လောက်ကိုခံမှန်းမိတယ်။တရွာလုံးနီးပါးဖုန်ကြီးချောင်းတွေကိုထည့်ထားတာပါ။ပြည်သူပိုင်ပစ္စည်းတွေရွှေတွေကိုဖြုတ်ခိုးတယ်။နဂတ်ပါရဲ့နဂတ်ဆွဲချိုးပါရဲ့ဆွဲချိုးဖြုတ်တယ်။အဲ့ဒါတွေကိုအကုန်ယူသွားတာလို့ပြည်သူကကွယ်တပ်ဖွဲ့ရေစကြုံမြို့နယ်ပကဖကဗရင်တာဝန်ခံကရှင်းပြထားပါတယ်။၎င်းတိုက်ခိုက်မှုကိုပြည်သူကကွယ်တပ်ဖွဲ့ရေစကြုံမြို့နယ်ပကဖနဲ့အတူပခုတ်ကူခရိုင်တိုင်ရဲအမှတ်9 ်ငွေဦးစစ်တီရေလေကျွန်းဒေသစစ်ကြောင်းတို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ကြကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့သကိုင်းတိုင်းရွှေဘုံမြို့ပေါ်ကနေထွက်လာတဲ့အကြမ်းဖက်စစ်ခွေးစစ်ကြောင်းကိုကြားဖြတ်တိုက်ခတ်ရာစစ်ခွေးအကောင်20ကျော်တေဆုံးပြီးရုံလောင်းများနဲ့လက်နက်ခဲယမ်းများကိုသိမ်းဆီးရရှိခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နိုဝင်ဘာလ29ရက်နေ့မွန်လွယ်3:20မိနစ်အချိန်မှာရွှေဘုံမြို့တောင်ဘက်မုတ်ဘက်ကနေထွက်လာတဲ့အင်အား80ကျော်ပါတဲ့စစ်ခွေးစစ်ကြောင်းကိုဒေါ်လိုင်းရင်မဟာမိတ်ပူးပေါင်းတပ်များကကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုအတွင်းအကြမ်းဖက်စစ်ခွေးအကောင်20ကျော်တေဆုံးခဲ့ပြီးတော့လက်နက်ခဲယမ်းများကိုလည်းရရှိခဲ့တယ်လို့ပြောပါတယ် ယ်။ဒါအပြင်တိုက်ပွဲဖြစ်ပွားပြီးတဲ့နောက်တော်လိုင်းရဲဘော်များကနေမင်းရှင်းလင်းပြုတ်လုတဲ့အချိန်မှာစစ်ခွေးမသားအလောင်းများကိုလည်းရရှိခဲ့တယ်လို့ပြောပါရယ်။ရွှေဘုံမျိုးအတွင်းကနေတောင်ဘက်မုတ်ကိုထွက်လာတဲ့အင်အား80ကျော်ပါတဲ့စစ်ခွေးစစ်ကြောင်းကိုကျွန်တော်တို့တော်လိုင်းမဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေကကြားဖြတ်တိုက်ခိုက်ခဲ့တာပါ။စစ်ခွေးရဲခွေးနဲ့ပြူခွေးစုစုပေါင်းအကောင်20ကျော်သေဆုံးပါတယ်။နောက်ပြီးတော့လက်နက်ခဲယမ်းတွေလည်းတင်းစီရရှိခဲ့တယ်လို့ရွှေဘုံမျိုးနယ်လျှက်စီးမုံတိုင်းပြောက်ကြားတပ်ဖွဲ့ပလိုင်းပကပကတာဝန်ရှိသူကပြောဆိုထားပါရယ်။ ၎င်းတိုက်ခိုက်မှုကိုရွှေဘုံမြို့နယ်လက်စည်းမုံတိုင်းပျောက်ကြားတပ်ဖွဲ့ပလိုင်းဘာကဘာနဲ့တော်လိုင်းမဟာမိတ်ပူးပေါင်းတပ်ဖွဲ့များကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတော့တိုက်ပွဲဖြစ်ပွားပြီးတဲ့နောက်စစ်ခွေးစစ်ကြောင်းဟာအထိနာပြီးတော့ရွှေဘုံမြို့နယ်ကိုပြန်လည်ဆုတ်ခွာထွက်ပြေးသွားကြောင်းသတင်းရရှိပါရယ်ခင်ဗျာဆက်လာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ရွှေကုတ်ကိုနန်းကြီးအတွင်အွန်လိုင်းလိမ်လည်မှုနဲ့လောကစားမှု လုပ်ငန်းတွေဆောင်ရွက်ရမှာအထုံးပြုခဲ့တဲ့တရားမဝင်အစအဦးပေါင်း၁၀၀ကျော်ကိုစစ်ခွေးတွေကတင်းစီချိတ်ပစ်လိုက်တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် အွန်လိုင်းလိမ်လည်မှုနဲ့လောင်းကစားမှုကြားဖြန့်လုပ်ငန်းနဲ့နာမည်ကျော်နေတဲ့ကရင်နယ်ကြားဆောင်တပ် BGF တွေထိမ့်ချုပ်ထားတဲ့ဖရီကုတ်ကိုမြို့တဲ့ကိုနိုဝင်ဘာလ16ရက်နေ့မှာစစ်ခွေးတပ်ကဝင်ရောက်စီးနင်းခဲ့ပြီးတော့ကြားဖြန့်လုပ်ကိုင်နေသူအများအပြားနဲ့ကြားဖြန့်လုပ်ငန်းသုံးပစ္စည်းအများအပြားကိုလည်းတင်းစီရရှိခဲ့တယ်လို့သိရပါတယ်နောက်တရက်နိုဗမ်ဘာလ19မှာရွှေကုတ်ကိုနယ်မြေထဲမှာရှိတဲ့လူနေအဆောက်အဦနဲ့ဟိုတယ်ဈေးဆိုင်ကဂိုဒေါင်စတဲ့တရားမဝင်အဆောက်အဦစုစုပေါင်း26လုံးကို ထမှန်စစ်ဆေးခဲ့ရမှာကြားဖြန့်လုပ်ငန်းမှာလုတ်ကင်နေတဲ့သူတွေကိုတော့မတွေ့တော့ဘဲလုတ်ကင်ဖုန်းနဲ့အတိုးဆောင်ပစ္စည်းတွေကိုဖြုတ်သိမ်းယူဆောင်သွားခဲ့တယ်လို့စစ်ခွေးတွေကဆိုပါတယ်။နေရတာစစ်ဆင်းမှုအတွင်းမှာရွှေကုတ်ကမှတရားမဝင်အဆောက်အဦပေါင်း135လုံးကိုတွေ့ရှိခဲ့ရပြီးတော့ပြန်လည်အသုံးပြုမှုမရှိစေဖို့အတွက်ချိတ်ဒိတ်ဓာတ်တွေကိုဆောင်ရွက်ခဲ့တယ်လို့စစ်ကောင်စီကထုတ်ပြန်လိုက်ပါတယ်။ရွှေကုတ်ကနေမြေမှာတရားမဝင်ဝင်ရောက်နေထိုင်နေတဲ့နိုင်ငံသားသားစုစုပေါင်း 2042ဦးနဲ့ကွန်ပျူတာဖုန်း Starlink အင်တာနက်ဆက်စတဲ့လုပ်ငန်းသုံးပစ္စည်းအများအပြားကိုဖမ်းဆီးရရှိခဲ့ပြီးတော့သိမ်းဆီးရမိတဲ့ပစ္စည်းတွေကိုပါဖျက်ဆီးရှင်းလင်းခဲ့တယ်လို့ဖော်ပြထားပါတယ်။ဖမ်းဆီးရရှိထားတဲ့နိုင်ငံသားတွေကိုရွှေကုတ်ကိုနေမြေလုံထင်းဝင်းထဲမှာရှိတဲ့အဆောက်အဦမှာထိန်းသိမ်းထားရှိပြီးတော့ကိုရေးအချက်လက်နဲ့မှတ်ပုံတင်နေစည်ရင်းကောက်ယူခြင်းလုပ်ငန်းတွေကိုဆောင်ရွက်ပေးခဲ့တယ်လို့စစ်ခွေးတွေကဆိုပါတယ်။လက်ရှိရွှေကုတ်ကိုမြို့ထဲမှာချိတ်ပိတ်သိမ်းဆီးခဲ့တဲ့အဆောက်အဦတွေဟာတရုတ်ကြားဖြန့်ပိုင်းအဆောက်အဦတွေအများစုဖြစ်တယ်လို့ရွှေကုတ်ကိုသတင်းရင်းမြစ်ကပြောပါတယ်။ အစာအုပ်တွေတိုက်တွေကိုချိတ်ပိတ်လိုက်တာပေါ့ဒါတွေကတရုတ်ဟာတွေပါလို့အဲ့ဒီသတင်းရင်းတွေကပြောပါတယ်ရွှေကုတ်ကမြို့မှာကြားဖြတ်နေကိုစစ်တပ်ကနှိမ်နင်းနေပေမဲ့အောက်ခြေအလုံသမားအများစုကသာဖမ်းဆီးရမိခဲ့ပြီးတော့တကယ်ကိုအရေးပါတဲ့ဖိတ်တန်းအကြီးပိုင်းကြားဖြတ်တဖေးခေါင်းဆောင်တွေကတော့ကြံရှိနေသေးတယ်လို့ရွှေကုတ်ကသတင်းရင်းတွေပြောပြချက်အရသိရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းအရောသခိုင်းတိုင်းမုံရွာမန္တလေးလမ်းမိုင်းပေါ်ကခီးသွားပြည်သူတွေကိုပတ်စံတောင်းနေတဲ့စစ်ခွေးတပ်ရဲ့အထိုင်စခန်းနဲ့စစ်စေးရေးဂိတ်ကို၃ရက်ဆက်တိုက်ဒရုန်းနဲ့ဗုံးကျဲတိုက်ခိုက်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နိုဝင်ဘာလ26ရက်နေ့နေ့လယ်၂နာရီခွဲကမြင်းမှုမြို့နယ်အလကပကျေးရွာကိုးစုဖရအနီးကဂိတ်ကိုဒရုန်းနဲ့ဗုံးဒီနှလုံးကျဲချတိုက်ခိုက်ရာဂိတ်ရဲ့ဘန်ကားဘေးကိုကြောက်ရောက်ပောက်ကွဲခဲ့တယ်လို့မြန်ဒရုန်းဖို့စ် MDF ကထုတ်ပြန်ထားပါတယ်။နိုဝင်ဘာလ28ရက်နေ့ညနေ3:15မိနစ်ခန့်ကလည်း ကိုးစုဖျားကုန်းဖို့ကိဗန်လာကိုဘုံဒီလေးလုံးဖက်မှန်ကျဲချတက်ခိုက်ရာစစ်ခွေးသုံးအောင်ပြင်းထန်ဒဏ်ရာရရှိသွားတယ်လို့ MBF ကပြောပါတယ်နိုဗ ెంబ ာလ28ရက်နေ့ညနေ9နာရီလောက်မှာလဲမြင်းမှုမြို့နယ်မြောင်လန်းကွဲမှာရှိတဲ့စစ်ခွေးအထိုင်ချစခန်းနဲ့ဂိတ်ကိုဘုံဒီလေးလုံးကျဲချတက်ခိုက်ရာစခန်းအတွင်းကိုကြားရောက်ပောက်ကွဲခဲ့ကြအောင်မြောင် Rofos MBF ကအတည်ပြုထားပါတယ်ဒုရီယာရက်ကိုးစုဖျားပေါက်ဂိတ်ဖွင့်တောင်းနေတဲ့အချိန်ကိုကျဲချတာ ပုံးကောင်ပြင်းထန်ဒဏ်ရာရရှိသွားတယ်။ပုံးရမြောင်နေမှာတော့သူတို့ရဲ့ပင်မအထိုင်ကိုချတာလေးလုံးစလုံးစခန်းထဲကိုအကုန်ချရောက်ပေါက်ကွဲတယ်။အထီးကိုက်ကတော့မသိရသေးဘူး။တေဖို့များတာဘောလို့ MDF Drone Team ရဲ့ တင်းတူကတာဝန်ခံကပြောပြထားပါတယ်တိုက်ခိုက်ခံရတဲ့စခန်းနဲ့ဂိတ်ဟာခရီးသွားပြည်သူတွေကိုနေ့စဉ်စစ်ဆေးငွေညှပ်လေရှိပြီးတော့ဆိုင်ငယ်ကိုလူနှစ်ယောက်ပိုးစည်းလိုက်ရင်လဲ PDF ဆိုပြီးတော့လိုက်လံပစ်တယ်လို့အဲ့ဒီတာဝန်ခံကပြောပါတယ်ဒါအပြင်အလကပရွာတွေကပြည်သူတွေကိုလည်းဖမ်းဆီးရိုက်နှက်လေရှိပြီးတော့အနီးဝန်းကျင်ကရွာတွေကိုပါလက်နက်ကြီးနဲ့ပစ်ခတ်လေရှိတယ်လို့ဒေသခံတွေကသိရပါတယ်၎င်းတိုက်ခိုက်မှုတွေကိုမြန်ဘရုန်းဖို့စ် MBM နဲ့မြင်းမှုမျိုးနယ်ပကပါ AR မွေပွေး NZN ် Justic Warriors တပ်ဖွဲ့ Revolutionary Air Force အဖွဲ့တို့ကပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့အတည်ပြုထားပါတယ်။မုံရွာမန္တလေးလမ်းမိုင်းမှာခရီးသည်တွေကိုငွေတောင်းနေတဲ့စစ်ခွေးအုပ်စုတိုက်ခိုက်ခဲ့ရပြီးတော့စစ်ခွေးတကောင်တေဆုံးကြောင်း Area 71 LBDF မုံရွာအဖွဲ့ရဲ့တာဝန်ရှိသူကလည်းပြောပါတယ်။ November 26ရက်နေ့ကလည်းမုံရွာမန္တလေးလမ်းမိုင်းမုံရွာနဲ့ချောင်းမြို့နယ်ကြားကစီးဆိုင်တဆိုင်အနီးမှာခရီးသည်တွေစီကနေငွေကြေးအရမကောက်ခံနေတဲ့စစ်ခွေးတပ်နဲ့ပြူစောထီးတွေကိုပြစ်ခတ်တိုက်ခိုက်ခဲ့သေးတယ်လို့ပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ။တရင်တွေကိုတင်ဆက်ပေးနေရင်လည်းကြားဖြတ်ပြီးတော့အကူအညီတောင်းကြတာလေးကတော့နေ့စဉ်နဲ့အမျှ update ဖြစ်နေတဲ့တရင်များကိုအစင်အနေတိုင်းနားဆင်နိုင်ဖို့အတွက်ကျွန်တော်ရဲ့ Revolut Burma News Channel လေးကို like and subscribe လုပ်ပေးထားကြဖို့အတွက်မြစ်တာရက်ခံတောင်းဆိုလိုက်ပါစီခင်ဗျာ။မြေပြင်ကရဲဘော်တွေနဲ့စစ်ရင်းဆောင်ပြည်သူများကိုကူညီပေးနေတဲ့ channel ဖြစ်တဲ့အတွက်လူချင်းမင်းတို့အနေနဲ့ subscribe လေးတစ်ချက်နှိပ်ပေးုံနဲ့တင်တော်လိုင်းရေးမှာပါဝင်ကူညီပေးကြဖို့ကိုမြစ်တာရက်ခံတောင်းဆိုလိုက်ပါစီခင်ဗျာ။ ဒီစဉ်မပြတ်အစဉ်အမြဲကြည့်ရှုအားပေးနေတဲ့ယေရှုရှင်မိဘကိတုံများအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာဆက်လာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ဖားကန့်ဒေတာကိုရောက်ရှိနေတဲ့စစ်ခွေးစစ်ကြောင်းကနေထွက်ပြေးလာတဲ့စစ်မှုထမ်းတပ်သား၄ဦးကိုကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ KPDF ပူးပေါင်းတပ်ဖွဲ့တွေကဖမ်းမိထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဖားကန့်ဒေတာမစုံရန်ထောင်အနီးမှာတာဝန်ကျနေတဲ့ စစ်မှုတန်းတင်တန်းစဉ်တပ်သားတက်တွေတဲက၄ဦးဟာနိုဗ ెంబ ာလ28ရက်နေ့မှာထွက်ပြေးလာပြီးတော့ KIA KPDF ပူးပေါင်းတပ်တွေနဲ့အတွေ့မှာဖမ်းမိခဲ့တာပဲဖြစ်ပါတယ်။သူတို့ကစိုင်းကယ်တွေနဲ့ထွက်ပြေးလာတာလမ်းမကျွမ်းတော့မသွားတဲ့မလာတဲ့နဲ့မျက်စိလဲနေတာပေါ့။သူတို့ကိုမတင်ငါလို့စစ်ဆေးတော့စစ်မှုတန်းတင်တန်းစဉ်တွေလို့ဝန်ခံတယ်လို့ KIA နဲ့နှိဆက်သူတို့ကပြောပါတယ်။သူတို့၄ဦးကိုရခိုင်ကအလင်းဝင်ခဲ့တဲ့စစ်မှုတန်းတင်တန်းစဉ်တွေကဥဆောင်ပြီးတော့စစ်ဆေးနေတယ်လို့ကောင်းကောင်းမွန်မွန်ထိမ့်သိမ်းစောင့်ရှောက်ထားတယ်လို့လည်းပြောပါတယ်။ ဟာကဒေတာကိုရောက်ရှိနေတဲ့စစ်ခွင်းစစ်ကြောင်းတွေဟာရှမ်းနေ SN တက်နဲ့ပြည်သူစစ်တွေပါဝင်သလိုစစ်ဗိုလ်တန်းဥပဒေကိုအကြောင်းပြပြီးတော့ဖမ်းဆီးခေါ်ဆောင်ထားတဲ့စစ်ဗိုလ်တန်းတင်နန်းစင်တပ်သားတွေလည်းပါဝင်တယ်လို့သိရပါဗျ။ပြီးခဲ့တဲ့အောက်တိုဘာလနဲ့နိုဝင်ဘာလဇန်းကလည်း စစ်မှုရန်တင်နန်းစဲတသားသက်40နီးပါးဟာ KIA KPDF ထံမှလက်နက်ချလင်းဝင်ခဲ့ပါတယ်စစ်မှုရန်တင်နန်းစဲတွေအနေနဲ့လက်နက်ချလင်းဝင်ပြီးတော့ပြည်သူလူထုနဲ့ပူးပေါင်းဖို့ KIA နဲ့ KPDF ကတိုက်တွန်းထားပါတယ်လက်နက်နဲ့အတူအလင်းဝင်ရင်စုချင်းဝင်နဲ့ဂုံပြုမယ်လို့လည်းကမ်းလှမ်းထားပါတယ်အခုဖမ်းမိတဲ့သူ၄ယောက်ကတော့လက်နက်တွေပါမလာပဲအရသာဟန်ဆောင်ပြီးတော့ဖွဲ့ပြေးလာတာလို့သိရပါတယ်လက်ရှိမှာစစ်ခွေးတပ်ကအင်အားတရာကျော်ဟာ စမ်းကြွယ်နဲ့ရှာယောခရွာကိုနိုဝင်ဘာလ25ရက်နေ့မှာဝင်လာလို့တိုက်ပွဲတွေဖြစ်နေပါတယ်။နိုဝင်ဘာလ25ရက်နေ့တိုက်ပွဲမှာစစ်ကောင်စီတပ်ဖွဲ့ဝင်10ဦးထဲမှနေတေဆုံးသွားတယ်လို့ပြောပါတယ်။အဲဒီနောက်စစ်ခွေးတကလက်နက်ကြီးနဲ့ပစ်ခတ်တာ drone နဲ့ဘုံကျဲတာတွေကိုနေ့စဉ်ပြုလုပ်နေပြီးတော့အရသာထိခိုက်တေဆုံးမှုတွေရှိနေပါတယ်။စစ်ကောင်စီရဲ့မြေပြင်စစ်ကြောင်းတွေရဲ့ NRA လက်နက်ကြီးနဲ့လေကြောင်း NRA တွေကိုသတိပြုကြဖို့ KIA နဲ့ KPDF ကသတိပေးထားကြောင်းတရင်ရရှိပါတယ်ခင်ဗျာ။ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရီးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပြီးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံး VNA အပေါင်းကကင်းဝေးပြီးတော့အကြမ်းစစ်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလည်းအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ